မာမျိုးသမီးတိုက်စစ်မှုမေထက်လူဟာလာမယ့်စီဂိမ်းမှာမြန်မာလက်ရွေးစင်မျိုးသမီးအသင်းအတွက်ပါဝင်ကစားရောမယ်လို့သိရပါဗျ။မေထက်လူဟာသူမရဲ့ official Facebook ကနေတဆင့် Thai Island emoji နဲ့အတူ see you soon လို့ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။မေထလူဟာ ISP အမျိုးသမီးအသင်းနဲ့အတူမွန်ဂိုလီးယားကလပ် Guvastan အသင်းကိုအနိုင်ရခဲ့တဲ့အမျိုးသမီးအာရှချန်ပီယံလိချစ်စစ်ပွဲအုပ်စုအဆင့်ပွဲစဉ်အပြီးသူမရဲ့ပညာရေးအတွက် American ကိုပြန်သွားခဲ့ရပါတယ်။ မရိကန်ကိုပြန်သွားစဉ်အတွင်းသူမဟာ ISB အမျိုးသမီးအသင်းနဲ့အတူအမျိုးသမီးအာရှချန်ပီယံလိအုပ်စုအဆင့်ပွဲစဉ်တွေကိုလည်းလွှဲချော်ခဲ့ရပါတယ်။သူမအနေနဲ့လာမယ့်စီးကိန်းမှာပါဝင်ကစားဖို့မသေးကြဘူးလို့ပြောဆိုခဲ့ခြင်းနဲ့အတူမေထလူကိုစီးကိန်းမှာမြင်တွေ့ခွင့်မရတော့ဘူးဆိုတဲ့သတင်းတွေလည်းကြွယ်ပြန့်စွာထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့မေထလူဟာသူမရဲ့ official facebook ကနေတဆင့်စီးကိန်းမှာမြန်မာအသင်းအတွက်သူမပြန်လာတော့မယ့်အကြောင်းကိုအခုလိုဖော်ပြခဲ့တာဖြစ်ပါတယ် မေထက်လူအားမြန်မာမျိုးသမီးပေါ်လုံးနဲ့ပဲမှာပြိတက်များကြားရေးပန်းစားပြီးတော့အပိတ်မှုတွေရရှိထားခဲ့တဲ့ကစားသမားတူလည်းဖြစ်ပါတယ်။သူမဟာမြန်မာအသင်းနဲ့အတူပြီးခဲ့တဲ့နီဘောဖိတ်ခေါ်ဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့ပြီးအမျိုးသမီးအာရှဖလားခြေစစ်ပွဲအာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွေမှာမြန်မာအသင်းအတွက်ပါဝင်ကစားခဲ့ပါတယ်။ စီကိန်းပြိုင်ပွဲမှာမြန်မာမျိုးသမီးသင်းအနေနဲ့နီးပြယူကီတက်စုရဲ့ဥဆောင်မှုနဲ့အတူလူကြီးလူငယ်အချို့ကျရွေးချယ်ဖွဲ့စည်းမှုတွေအပြင်မိထက်လူပါပြန်ပါလာတော့မှာမို့ပရိသတ်တွေအတွက်ကျင်းနေစင်မဲ့ရလကောင်တွေရယူနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါမြန်မာမျိုးသမီးအသင်းဟာစီကိန်းအုပ်စုအဆင့်မှာဗီယက်နမ်ဖိလစ်ပိုင်မလေးရှားအသင်းတို့နဲ့အတူအုပ်စုဘီမှာတောင်းဆိုတဲ့ကြားရောက်နေပါရဲ့ရှင်